လမဝီရဲ့လက်စားအများဆုံးကစားသမားတွေကတူဖြစ်လာတဲ့ Florian Vass Florian Vass ကိုလမဝူတံမိုးထားပြီးရင်ထားနေရပါပဲ Premier League စာရင်းတွေပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့သလိုအခုလည်းလက်စားအများကြီးပေးဖို့စီစဉ်နေတာပါလမဝူက Florian Vass ကိုတပတ်လောက်ကလက်စားပေါင်တသိန်း900ကျော်ပေးသွားဖို့ရှိနေတာဖြစ်ပါတယ်ဒါကြောင့် Florian Vass ကလမဝူမှာတနင်္လာနေ့လက်စား Euro 12တန်းရရှိမှာဖြစ်ပါတယ်တကယ်လို့များစူပလာအောင်ပွဲတွေရမယ်ဆိုရင်တော့ Florian Vass ရဲ့တပတ်လောက်ကလက်စားဟာ2300ကျော်တနင်္လာနေ့လက်စား15တန်းအထိညက်တက်သွားမှာလည်းဖြစ်ပါတယ် Florian Vers ကလမဘူးတင်းရဲ့လာစာအများဆုံးကစားသမားတွေက2ဦးဖြစ်လာပေမဲ့လာစာအများဆုံးကစားသမား2ဦးရဲ့လာစာပမာဏနဲ့တော့အများကြီးကွာနေပါသေးတယ်။လက်ရှိလမဘူးတင်းမှာလာစာအများဆုံးကြားနေတဲ့ကစားသမား2ဦးက Van Dijk နဲ့ Salah ဖြစ်ပါတယ်။ပြီးခဲ့တဲ့ April လတွင်ကစာချုပ်တက်တန်းတူလာတဲ့ Salah ကတပတ်လာစာပေါင်း3သိန်း8000ရရှိနေတာဖြစ်ပါတယ်။အရင်တော့က Salah ကလမဘူးရဲ့လာစာအများဆုံးကစားသမားဖြစ်ရပ်တည်ခဲ့ပေမဲ့အခု Van Dijk ကကျော်တက်သွားပါပြီ။ Van Dijk ကလည်း Salah လိုပဲပြီးခဲ့တဲ့ April လတွင်မှာလမဘူးနဲ့နှိုင်းစာချုပ်တက်တန်းတူခဲ့ပြီး တပတ်ပေါင်၄သိန်းဝန်းကျင်ရရှိနေတာဖြစ်ပါတယ်။ Florian Bus ကအားလိုက်ရဲ့အပန်းကြီးခီးထွက်နေပြီးပြန်လာရင်တဘာဝူအသင်းနဲ့စာချုပ်ချုပ်စုပွဲရှိနေတာပါ။တဘာဝူနီပြဆလော့ကော Florian Bus ကိုနံပါတ်10ကိုကစားခိုင်းမှုစီစဉ်နေပါတယ်။ Florian Bus ကနံပါတ်10ကိုပြင်တောင်ပန်ကွင်းလင်းနဲ့ဖော်နိုင်ပုံစံတွေကစားနိုင်သူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီဘွန်နယ်လီကာမှာ Florian Bus က၁၉သိန်းကဂိုးပတ်လေးမှုဆက်လက်ကျင်ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။တဘာဝူက Florian Bus ကို Bayern Munich, Man City စတဲ့အသင်းတွေနဲ့အပြိုင်လှည့်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Florian Van Straat ကနဦးပြောင်းရွှေ့ကြီးပေါင်တန်းတရာနဲ့စွမ်းဆောင်ရည်အလိုက်အပူစုကြီး16တန်းနဲ့တူစုစုပေါင်းပေါင်136တန်းပြီးကလီဗာပူးစင်တင်းကနေခေါ်ယူခဲ့တာဖြစ်ပါတယ်။ပြောင်းရွှေ့ကြီးမြန်မာမှုကိုအန်တူပြီးတော့ Florian Van ကလီဗာပူးတိုက်စစ်ထွက်အဖို့တဲ့ယန္တနာတပါးဖြစ်လာမယ်လို့တော့ထင်ရတာပါပဲ။ Amline Sport မှာတင်ဆက်ပါတယ်။ဘောလုံးနဲ့ပတ်သက်တဲ့အားကားသတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။